ကြားဒါကျွန်တော်လှောင်တဲ့မျိုးသမားတွေပါတယ်သဘာတွေပါထားတဲ့သပကြီးဒါဒါကတော့ကျွန်တော်မျိုးသမီးရဲ့ယုံကံဒါကတော့ဟိုကဓာတ်လေကဟာဒါဓာတ်လေကဒေးလော်တရားဒေးလော်တရားဟောဒါကျွန်တော်ငငယ်တော့ငရေကကျွန်တော်တို့ကယွာမိဘတွေနဲ့ကလေးကနွားနဲ့ဖက်ပြီးကြီးခဲ့တာလေနွားလှဲနဲ့ထုံခဲ့ပြူခဲ့တာကြတော့ဒါကိုမြတ်တိုးထားတာမကြသေးဘူး နောက်တော့လည်းစနေကလာဆောက်တော့အိမ်ထဲလောက်အောင်ဟာတော့တော့ဝဲလေကျော်သွားပြီခြေတော့ဖြစ်နေရောခြေတော့မပြီးသေးဘူးလားအရင်ကောင်ဟာငကလာပါဟာဒါဒါကျွန်တော်လှောင်တဲ့မျိုးသမားတွေပါတယ်သဘာတွေပါထားတဲ့သပ္ပကြီးဒါသပ္ပကြီး ပေ100ပေ40အဲ့တော့ဟိုအိမ်တည်းတည်းလေးရှိရတယ်ဒီစပက်ကြီးရှိရဟုတ်ကဲ့ခွန်ရရှိတယ်အဲ့အိမ်တည်းစပက်ကြီးရကြီးပေါ့ဟာကြီးပဲအဲ့တော့ရင်တော့လေးရောက်ခက်အိမ်လေးမှာနေတာဟုတ်ကဲ့ခွန်ရကျွန်တော်အဲ့အိမ်လေးမှာနေတာဒီစပက်ကြီးရပေါ့ဒါပဲရှိတယ်ဒါကခုမဆောက်ဘူးအဲ့တော့ပြပေးပါဦးလေးဟာငါပန်းကြံဒါအိမ်စစ်ပန်းကြံပင်ရတော့ပင်မျိုးစုံပဲပန်းမျိုးစုံ ဒါရေရကုန်အကျွန်တော်ကျွန်တော်ကျွန်တော်တွေးပဲခဏဒီပန်းကြံလေးရရေရကုန်လေးရဘန်ကရိုလေးရဟုတ်ကဲ့ကျွန်တော်ကအားလုံးသဘောကျတယ်ကျွန်တော်ကဒီစာရေးမျိုးရင်းနဲ့ဆိုဒီပန်းကြံလေးလည်းကျွန်တော်ကျွန်တော်စိတ်ကူးနေကျွန်တော်ဒီအိမ်ကြီးရပန်းကြံရရာသီဥရုလည်းကောင်းတယ်အဲအဲ့ဒီဘောလေးပါ thank you ဒါကျွန်တော်မျိုးစုပြီးပဲဟာအပေါ်အနေရတယ်ပေါ့ဟုတ်ပါတယ်ဗျဒါကျွန်တော်ဧကဟာဟာဧကလမ်းမှုလမ်းမှုပညာလမ်းမှုပညာနဲ့သင်ပလန်းနေတယ်ပေါ့ထိုင်ခုံနေပါဒါဒါကတော့ကျွန်တော်မျိုးသမီးရဲ့ယုံကံ ဒါရုံခန်းဒါရုံခန်းကျွန်တော်ရုံသပြီးโอเคဟုတ်ကဲ့ဟုတ်ဟုတ်ဒါတွေရှာမတူတော့ဘာလဲဒီဘယ်နေရဟုတ်ကဲ့ဟုတ်ကဲ့ဟောသူဟောကိုကြီးစိတ်ကြဟောကျွန်တော်ဖိတ်ကြဟာကိုစိတ်ကြကွာဒီကကြတော့ဒီမှာ super ရပါနေဘုမှာကြတော့ကျုံးနေပါတယ်ကျုံးနေပါတယ်ဗလာဗလာဟုတ်ဟာဟာတန်ကြွားလေးစိတ်ကြကြတော့သူစိတ်ကြပြီးခိုင်းတာလားဘယ်လိုလေးလဲကိုစိတ်ကြပဲအကုန်လုံးကိုစိတ်ကြအကုန်လုံးခိုင်းနေအိမ် decoration ကစားကိုပါတော့ကိုပဲလုပ်တယ်

ဒါအဲ့တော့ကျွန်တော်တို့အိတ်ခမ်းပေါ့ဒီဘက်ကဒါအဲ့တော့ဟိုကဓာတ်လေကဟာဓာတ်လေကဒေးလွှာတရားဒေးလွှာတရားရဒေးလွှာတရားရအောင်တရားတွေပဲတက်ကြဟာဟာဟောဒါကျွန်တော်ငငယ်တော့ကလေးကကျွန်တော်တို့ကရွာမိဘတွေနဲ့ကလေးကနွားနဲ့ဖက်ပြီးကြီးခဲ့တာလေနွားလှဲနဲ့ထုံခဲ့ပြူခဲ့တာကြတော့ဒါကိုမြတ်တိုးထားတာကျွန်တော်လေသမားဆိုတော့ဟာအသေးစိတ်လေးရှင်းပြပါဦး cá tập vô rong để nó con đẻ cá và nó uống na yên của họ cá đó lê bên cá đó lê ế bọ cá lê giả cá lê quỳ yêu họ với <laughs> cha đi lâu rồi nhớ mẹ nuôi nó với cha lâu Okay. Huh. ဟုတ်တယ်ကျွန်တော်ကိုတွေးနဲ့ကိုပဲဘဝမမွေးတာပေါ့ကိုလည်းကိုတော့နွားနဲ့လို့ခုတော့စက်တည်နေပဲလုပ်နေတာဒါကလေးတွေကလေးကစားကလေးကစားဝင်လုပ်တာအခုမှပြီးတယ်မလားမလားစင်တော့အခုမှအလားစင်လို့ဆယ်တော့ရှိသေးတယ်ဆယ်တော့သူတို့ဒီပုံလေးနဲ့အလားစင်ရမှာလေး alo yeah, alo à là hôm bạn agol luôn là giá quen lộn thì tắc hào hẳn đã hẳn ok bố đặt đi học thế phải ăn cái cho nó mà nó bây giờ đi làm một việc nhà đi cho nó bây giờ ăn hộp nước tắt đấy yêu xí xí alo bố làm rồi đấy hết đấy ok hả alo ikha alo cho nó ikha ်အဲဒါကလေးရဒီဘက်ဒါကျွန်တော်တို့ဒီဘက်ကအိမ်ပါပေါ်ရမှာပေါ်ရမှာကြတော့ဒီတန်လုံးရှူခင်းကြည့်ဖို့မကြသေးဘူး2000 2020ကမှစတော့အိမ်တက်လောက်အောင်ဟာအပြည့်စီကတော့25ပါပါအော်23လေးကြရပြီးတယ်ပြီးသွားဟာအဲကျွန်တော်လယ်ခွင်းကြတာအရင်ကတော့ဒီဘက်ကကွယ်အိမ်မှာကျွန်တော်လယ်ခွင်းဟိုဘက်ကအဲ့ ဟိုဘက်ကြတဲ့အသေး channel ပါတယ်ကျွန်တော်ပဲမြန်မာဟာဟာလာပါဆိုလည်းတော်တော်လာပြီနော်လာတယ်လာတကယ်လာဘယ်နဲ့တောင်လို့ကြည့်ရဟာဟာဒီပေါ်မှာအခဏာပဲဝဲတွေပါလုံးဟာဒါဓာတ်လေကလည်းဟာဘုရားရှင်ဘယ်တော့တော့ရှိနေတယ်အင်းကဟိုဘယ်တော့တော့ပုံမှာအများကြီးဗျသုံးသုံးဝဲလေကျော်သွားပြီဖြစ်တော့ဖြစ်နေတော့ခြေတော့မပြီးသေးဘူးအရင်ကောင်ဟာ လေးကစားဝင်သမီးတွေပေါ့ဟိုလို့လက်လက်ကလေးပေါ့ဟောတယ်ကဲဟိုအဲ့လိုလေးခြေခြေဝင်းဝဲလေးနေအောင်လို့ကျွန်တော်ကလည်းဒီသမီးတွေနှစ်ယောက်ပဲစီရလေအဲ့သမီးနှစ်ယောက်ကဝေးဝါးကလေးကကျွန်တော်လုပ်တဲ့လုပ်ငန်းစီဝါရေးကိစ္စလေးတွေတော်တော်လေးဆင်ပြေတယ်ခက်ခဲသိမ့်မစီဘူးအဲ့တော့အားကြောင့်ကျွန်တော်တင်းတက်လုပ်ပါဗျာသူတို့ဘာဆိုမျိုးသမီးဘာလုပ်ချင်လုပ်ပဲအဲ့ဒါအဲ့လိုလေးပါ အဲ့အခန်းထဲရတဲ့ကျဲတကယ်တကယ်ပါအဲ့ဒီနေ့ရောက်တော့ပဲစိတ်ကြိုက်အဲ့လိုသူတို့ကြည့်လိုက်အဲ့လိုကိုလုတ်ပေးတယ် decoration လုပ်ဖို့ရဲ့အဲ့ဒါကစားခွင့်ရတဲ့ကျဲနေသူတို့လည်းတီးတန့်လုပ်ပေးလိုက်တာအခန်း၁၀ခန်းကျော်တယ်၁၀ခန်းကျော်တယ်သမီးတွေအတွက်တစ်ခန်းအမတို့အတွက်တစ်ခန်းပြီးကျန်တာအဲ့ဒါအဲ့ဒါပဲအားလုံးပေါင်းစုစုပေါင်း၁၀ခန်းကျော်ပါတယ်။ဟောအေးရလေးတက်ကတော့ဟိုပထမထက်ကတော့အောက်ထက်ကတော့ဟွာပေါ့။အဲပထမ ဘတော့ဘကေးပေါ့လေလေကားဟောတော့လေကစံနေဟောတွေကတော့ကုံလုံးတင်မလန်းအဒုတိယထက်ကကြတော့ဟောကျွန်းအပေါ်တတိယထက်ကသင်းဝင်အဲ့လိုဒီဘက်မှာကားကိုတော်နေမှာကားကိုတော်ဟုတ်ဟောဟိုဟာဟုတ်တယ်ဟုတ်တယ်မကအဲ့တော့ရပြောတာမထင်တာမမျက်နာရတယ်အဲ့တော့လေမပြောဘူးကျွန်တော်ပြောထားဘူးဟာအဲ့တော့ခံစားချက်ဘယ်လိုရှိလဲ ပြောတာပေါ့မထွေးထူးတော့ပြောတော့ကျွန်တော်တို့ဟိုမိသားစုကကျွန်တော်တို့ကတော့တကယ်တရားမတရားဟိုကျွန်တော်မျိုးသမီးရတယ်ညီမလေးရတယ်ကျွန်တော်ပေါ့ကိုအဲကိုကြီးတယောက်လို့မိဘတယောက်လို့တကယ်တပိုးထားတယ်ကျွန်တော်ကလည်းအဲဇနီးမယားလို့ရောညီမတယောက်လို့ရောကျွန်တော်ကမသိတာရှိငယ်ရွယ်သူအကုန်လုံးပင်ပြတယ်အားလုံးကိုကျွန်တော်ကအကုန်လုံး ်ပြသူဘာအကုန်လုံးကျွန်တော်ဆင်းပြပြီးတော့အကုန်ဆောင်ရွက်ပေးတယ်အဲ့တော့ကျွန်တော်တို့မိသားစုဘဝလေးကတကယ်အေးချမ်းပြိုစရာကောင်းပါဟုတ်ကဲ့ပြင်ကြရတဲ့ကျေးဇူးများတင်ပါတယ်